်မင်္ဂလာပါရှင်ကျမကတော့ချေချိုဆမ်းပါ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်တီအန်ဒဲလေထိချုပ်ထားတဲ့မုကုံနဲ့ကွက်ခါမျိုးတွေမှာမျိုးစောက်တက်ဖွဲ့ဖို့စီရင်တွေကောက်ခံနေတယ်လို့တီအန်ဒဲလေသတင်းနဲ့ပြန်ကြားရေးတာဝန်ခံလွေးရည်ဦးက GPP ကိုပြောပါရတယ်။ မုတ်ကုတ်မြို့နယ်ကုတ်ခိုင်မြို့တွင်မှမြို့ဆောက်တက်ဖွဲ့ဖို့အတွက်အသက်16နှစ်ကနေ45နှစ်အတွင်းရှိမြို့ကံပြည်သူတွေကိုစည်ရင်ကောက်နေတာမှတ်ကတ်မှုရှိပြီးလက်ရှိမှာစည်ရင်ကောက်ယူဆဲကာလသာဖြစ်ကရွေးချယ်ခံရသူတွေအနေနဲ့အခြေခံစစ်ပညာသင်တန်းတွေတက်ရမယ်လို့လွေရည်ဦးကပြောပါတယ် တအံအမျိုးသားလူမျိုးရေးတက်မတော် TNL ထဲချုပ်ရာဒေသတွေထဲမှတစ်ခုဖြစ်တဲ့နတ်ခမ်းမြို့မှာမြို့ဆောက်တပ်ဖွဲ့စည်းဆောင်ရွက်ပြီးပြီဖြစ်တဲ့အတွက်မိုးကုတ်နဲ့ကုတ်ခိုင်မြို့တွေမှာမြို့ဆောက်တပ်ဖွဲ့ဖို့အတွက်ဆောင်ရွက်ရတာလို့ဆိုပါတယ်မိုးကုတ်မြို့မှာတော့လီဆူနဲ့ကိုရခါလူမျိုးတွေကိုစုစည်းပြီးသင်တန်းပေးကတရရင်တစ်ခုဖွဲ့စည်းထားပြီးလက်ရှိမှာစရင်ကောက်ယူနေတာတွေကြောင့်ရှောင်းတိန်နေသူတွေလည်းရှိတယ်လို့မြို့ကန်တွေစီကတီးရပါတယ်ရှင် ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာရှိတဲ့တရားတမန်အနီးကစစ်ကောင်စီရဲ့ဆင်စလုတ် gate ခန်းကိုမလ14ရက်ည12နာရီကျော်လောက်မှာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့စစ်ရေးတာဝန်ခံစီကသိရပါတယ်စစ်ကောင်စီရဲ့ဆင်စလုတ် gate ခန်းတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်၄ယောက်သေဆုံးက၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေစီကသိရပါဗျာ။ ပြည်သူတွေအနေနဲ့တမနစ်ခွဲအချိန်အတွင်းကား၃စီးလောက်အမြန်လမ်းကိုဖြတ်တန်သွားလာနေတဲ့အတွက်စစ်စေရေးကို80ရာခိုင်နှုန်းလောက်သာဖော်ဆောင်နိုင်ခဲ့တယ်လို့စစ်ရေးတာဝန်ခံရဲဘော်မင်းခေါင်က DPP ကို ပြောပါရယ်စစ်စေရေးတွေတောက်လျှောက်ဖော်ဆောင်သွားမှာဖြစ်တဲ့အတွက် ခီးသွွားရင်တွေကိုသတိနဲ့သွာလာကြဖို့သတိပေးထားပြီးကားသမားတွေလိုက်နာကြဖို့လိုတယ်လို့ဆိုပါရယ် စင်စလောက်ကိစ္စကတခါမှုအတွင်စစ်ကောင်စီတပ်ဖွဲ့တွေထိခိုက်သေးဆုံးမှုအခြေအနေကို DPP ကတီးကြားတည်မပြုံနိုင်သေးပါဘူးရှင်။ AR တိုင်းလေးမျက်နှာမြို့နယ်မှာစစ်ကောင်စီတပ်ကရခိုင်တိုင်းဒေသစစ်ဘေးရှောင်နှစ်ယောက်ကိုဖမ်းဆီးထားပြီးအဆက်အသွယ်ပြတ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျာ။ လ15ရက်ည7နာရီလောက်ကလေမျက်နှာမြို့နယ်ကွင်းကြီးကျေးရွာအုပ်စုကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းခဲ့ပြီးအောင်ဆန်ကွင်းနဲ့ဇီးပင်ကွင်းကျေးရွာကရခိုင်တိုင်းသားစစ်ပေရှောင်းဦးအောင်ဝင်းနဲ့နောက်ထပ်လူငယ်တယောက်ကိုဖမ်းဆီးထားတာလို့ဆိုပါတယ်တပ်ပွဲတွေကြောင့်ဆစ်ဆောင်လာတဲ့ရခိုင်တိုင်းသားနှစ်ယောက်အေအေနဲ့ပတ်သက်တယ်လို့ဆွဆွဲပြီးဖမ်းဆီးသွားတာလို့အဖမ်းခံရသူတွေနဲ့နှိဆက်သူတယောက်ကပြောပါရယ်အဖမ်းခံရသူတွေနဲ့မလ18ရက်အထိအဆက်အသွယ်မရဖြစ်နေပြီး ။ဘမဖက်စီထားတယ်ဆိုတာကိုမသိရသေးဘူးလို့ဆိုပါရရှင်။မြန်မာရွှေပြောင်းလုပ်သားတွေဟာတရုတ်နိုင်ငံရွှေလီဘက်ကိုတရားမဝင်လမ်းကြောင်းတွေကနေငွေကြေးအမြောက်များပေးကခိုးဝင်ပြီးအလုအကိုင်းရှာဖွေနေရပါတယ်။ခုဆုံးပေးပို့ထားပါတယ်ရှင်။မြန်မာတရုတ်နယ်စပ်ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့ဘက်ကိုလာရောက်အလုရှာဖွေကြတဲ့မြန်မာရွှေပြောင်းလုပ်သားတွေဟာထောင်ထဲကြီးပြီးရှိနေပါတယ်။ အဲ့ဒီတဲကအများစုကမူဆယ်မှာရှိတဲ့နေဆက်ဂိတ်တွေကနေတရားဝင်ဖြတ်တန်းပြီးတရုတ်နိုင်ငံရွှေလီမြို့ဘက်ကိုအလုတ်သွားရှာကြတာတွေရှိပါလေတချို့ထောက်ထားမပြည့်စုံလူတွေကတော့တရားမဝင်မှောက်ခုလမ်းကြောင်းတွေကနေမြန်မာကျပ်ငွေ၄သိန်းကျော်၅သိန်းပေးတာ ခိုးဝင်ပြီးအလောက်ကင်ရှာဖွေနေကြရတာတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ခိုးပေါက်ကဝင်တယောက်ကို3500ပေါ့နော်။တယောက်ငွေ3500ယွမ်း4000လောက်လောက်ဆိုရင်ဒီဘက်ရွှေလီဘက်ကိုဝင်လို့ရတယ်။ဖမ်းမိတဲ့လူကလည်းဖမ်းမိတာပဲ။ဝင်လို့ရတဲ့လူလည်းဝင်လို့ရတာပဲ။ဖမ်းတာတော့မော်တော်ပီကယ်တွေရောရဲတွေရောအများတန်းဖမ်းတယ်ဒီထက်မှဒီလားငါတို့မြန်မာနိုင်ငံတိုင်းလည်းမလွယ်ဘူး။အဲ့လောက်ကြီးဖမ်းလာတာမှလေခိုးပေါက်ကနေရဝင်တယ်။ဖမ်းခံလည်းခံကြရလို့မျိုးပေါ့ တရုတ်ဘက်ကအလုတ်သွားရှာတဲ့ထဲမှာမြန်မာပြည်မကအများဆုံးဖြစ်တယ်လို့ဆိုပါလေတရုတ်ဘက်ကအဖမ်းစီးတွေတင်းကျပ်နေတယ်ဆိုပေမဲ့လေရရနီလန်းနဲ့တရုတ်ထဲကိုဝင်ရောက်ပြီးမြန်မာတွေအလုတ်ရှာနေကြတာပါစစ်တကအာနာသိန်းနဲ့၄နှစ်ကျော်ကာလအတွင်းလက်ရှိအဲ့ဒီဒေတာမှာ ဖြစ်ပွားနေတဲ့စီရင်ပြုခတွေကြောင့် ကိုစင်းလုံးကြည်မြင့်မှုအလောက်ကင်ရှားပါမှုတွေကြောင့်မြန်မာပြည်မမှာရှိတဲ့အလုတ်လုံနိုင်တဲ့အရွယ်တွေဟာနိစ္စရာနိုင်ငံတွေကိုသွားပြီးအလောက်ကင်ရှားပွေကမိသားစုကိုထောက်ပံ့နေရပါတယ်။များသွားခင်ဟိုတော့ကချင်ပြည်နယ်ခေကောင်းတော့ဆိုကချင်ပြည်နယ်သွားကြတာအခုနောက်ပိုင်းခေမကောင်းတဲ့ခါကျနိုင်ငံသားတွေသွားကုန်ကြ။လက်လုံလက်စားတော်တော်များများတော့အဲ့ဟိုသွားကြတာပဲ။ချွေးလီကျဲကောင်းတို့သွားလို့တယ်နောက်ပြီးကြတော့တခြားနိုင်ငံတွေသွားတယ်။တရုတ်မှများလား။ အခုနေဆိုဘိုးဆူတာပေါ့စေဘေးဒုက္ခနဲ့ဘာနဲ့ဆိုတော့တရုတ်ပြည်ဘက်ကစစ်ရုံဒီမှာအလုံဝင်လုံးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မူဆယ်မျိုးဘက်ကိုတက်လာကြပြီးအထောက်ထားနဲ့ငွေကြီးမပြည့်စုံမှုတွေကြောင့်တရုတ်ထဲလဲဝင်မရအလုတ်ကလည်းရှာမရပဲဇရိတ်ပြက်က တောင်းတနေတဲ့သူတွေလည်းထောင်ထဲချီရှိနေတယ်လို့လည်းဒေသခံတယောက်ကပြောပါတယ် အဲ့အခုလောလောဆယ်အထက်ချုပ်စိတ်ုံတွေကမပြည့်စုံလို့ပြန်လာပြီးတော့လာတဲ့လူတွေလည်းရှိတယ်ဗမာပြည်ဘက်မှာဝင်လို့မရတော့တဲ့အလုပ်သမားတွေကလည်းမူဆယ်မှာလူကြီးချောချောလောက်ပိတ်ပြီနေဗမာပြည်ဘက်ကလူတွေပုံများတယ်ဗျာဟုတ်မပြန်နိုင်လို့လမ်းစိတ်မရှိတဲ့လူကတော့မပြန်ရဘူးပေါ့တချို့ကြောင့်လည်းလမ်းစိတ်ရှုံးပြီးတော့လမ်းစိတ်ပြန်ပြန်ရှိတဲ့လူကတော့လည်းပြန်သွားကြတယ်ပေါ့အဲ့လိုလေးပါပဲစစ်တကစစ်မှုရန်ဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းနေ့စဉ်တရုတ်ပြည်ဘက်ကိုတရားဝင်လမ်းကြောင်းကနေဝင်ထွက်နေသူထောက်ကြီးရှိပါတယ် တရုတ်နိုင်ငံတဲကိုတရားမဝင်လမ်းကြောင်းကနေဝင်ရောက်လှုပ်ရှားဖွေသူတွေရှိတယ်လို့အင်းကြီးချင်းထိုင်းနိုင်ငံဘက်ကလည်းတရားမဝင်လမ်းကြောင်းကနေဝင်ရောက်ကအလုလာရောက်ရှားဖွေသူတွေလည်းနှိမ့်စီရှိနေပါတယ်ကျွန်တော်ခွန်စော်ဦးပါရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်ဘော်ဆိုင်မြို့မှာတရားမွေနေထိုင်တဲ့တရုတ်နိုင်ငံသား9ယောက်ကိုမလ16ရက်ည9နာရီမှာရဲနဲ့အုပ်ချုပ်ရေးအဖွဲ့တွေကဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကသိရပါဗျာ။ ပေါ်ဆိုင်သတ္တုဒူဖော်ရေးကုမ္ပဏီတွေဖြစ်တဲ့တောင်ကြီးသိန်းကုမ္ပဏီမှအလုပ်လုပ်နေတဲ့တရုတ်နိုင်ငံသား၄ယောက်၊မြင်းနကားကုမ္ပဏီက၂ယောက်နဲ့ကောင်းသောအင်အားကျဲကုမ္ပဏီက၁ယောက်စုစုပေါင်း၇ယောက်ကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံသားတွေအများကြီးရှိတဲ့အထက်ကအနေငယ်ကိုသာဟန်ပြသဘောမျိုးဖမ်းတာလို့ဒေသခံတယောက်ကပြောပါတယ်။ ဖန်ဆီးထားတဲ့တရုတ်နိုင်ငံသားတွေကိုလာဝကလက်အပ်ပြီးအရေးယူသွားမယ်လို့စစ်ကောင်စီဘက်ကပြောပေမဲ့အတိအကျကိုတော့မသိရသေးဘူးလို့ဘောဆိုင်မျိုးအချော်ရေးဘက်ကတာဝန်ရှိသူကပြောပါတယ်ရှင်တရားရုံးကတာမြင့်မိတ်ကိုဖိဆန်ပြီးတော့လူစိုးကိုင်းတစ်ခုနဲ့ပတ်သက်တဲ့ဆိုတော့ဗင်နီဇွဲလာနိုင်ငံသား200ကို ထရမ့်အစိုးရကနိုင်ငံအတွင်းကနေနှင်ထုတ်လိုက်ပါတယ် ဒါအပြင်တရားသူကြီးတဦးမှဒီလိုတာမြက်ပိုင်ခွင့်အာဏာမရှိဘူးလို့ပါအိဖြူတော်ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်ပြန်ပေးဆွဲမှုချိချငွေညှိမှုကျေးစားလူတက်မှုတွေနဲ့ချိဆက်မှုရှိနေတဲ့ Trendy Aragua Guy ရဲ့ဂိုင်းဝင်လို့ဆက်ဆွဲခံထားရသူတွေကို Trump ကနှစ်ပေါင်း200ကျော်ရှိပြီဖြစ်တဲ့နိုင်ငံသားရန်သူများအဥပဒေကိုတုံးပြီးတော့နှင်ထုတ်ခဲ့တာဖြစ်ပါတယ်။ဒီလူတွေကိုနမည်စိုးနဲ့ကြော်ကြားတဲ့ SRB တို့နိုင်ငံကအကျဉ်းထောင်ကြီးကိုပို့ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ တရားသူကြီး James Bush Batch ကထရမ့်အနေနဲ့ဒီဥပဒေရဲ့စစ်ကာလအတွင်းမှာပဲစစ်တုံးရတဲ့အခွင့်အာဏာကို အသုံးမပြုဖို့ဆက်လျက်ကြာပိတ်ပင်ခဲ့တာပါအခုလောက်ရမှာပြည်နှင်တခံရသူတွေအပြစ်ရှိမရှိဆိုတာထက် အမေရိကန်အခြေခံဥပဒေရဲ့အပြည့်အလှန်ထိကြမှုစနစ်နဲ့တရားစီရင်ရေးမန္တရရဲ့လိုလတ်မှုကို စိန်ခေါ်လိုက်တာပဲလို့လေးလာသူတွေက သုံးသပ်ပါတယ်ရှင်။ ဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆန်ပါရှင်